လုံးမင်္ဂလာပါယနေ့အတွက်မြန်မာသတင်းနှင့်နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုမပုတ်ဘူးစူးစီးတင်ဆက်ထားတာပါနှစ်ကူးခွေရင်တရဏဂုံပြတ်တလားမင်္ဂလာပါနှစ်ကူးခွေရင်တရဏဂုံပြတ်တလားဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးဆွေးနွေးတင်ပြပေးပါမယ်။အာကျွန်မရှိရကရွှေပုံသာကိုရောက်ဖြစ်တယ်။ကျွန်မတို့ပြေးမြို့တစ်ဖက်ကရွှေပုံသာမှုနေစေရောမျက်ကြည့်ပေါ့နော်။အဲ့ဒီမှာကမမများစိမ့်တိုက်ရှိတယ် သူတို့ကအမတော်လို့ခေါ်ကြတာပေါ့နော်အဲဖြစ်ပုံတာကိုသွားလိုက်တာနဲ့အိုက်ပြားရင်မြင်မှာမမြစိမ့်နဲ့နဲ့ဆိုပြီးအမသူ့ကိုပေါ်ဝါရီဖက်နဲ့တင်ဆက်သားကြတာဒန်းနေလွှဲကြတာအများကြီးရှိတယ်ပေါ့ကွအဲကျမတာကိုတွေ့ခဲ့တယ်အဲမှာလက်ကိုွယ်ယုံကြည်မှုတွေဘိုးတော်ဘွားတော်အာအဘဘိုးမင်းခေါင်းတို့အမတော်များနန်းနွယ်တို့နော်အမတော်မမြစိမ့်ဆိုပြီးတော့အဘတော်အမတော်ကိုွယ်ချမှုတွေတွေ့ရတယ်ပေါ့ဆိုတော့အာဒီညမှာအမြဲတမ်းပြည်သူတွေကြားမှာကျမတို့ဗုဒ္ဓဘာသာဝင်တွေကြားထဲမှာပြောဆိုတဲ့စကားလေးကလက်ကိုွယ်ရင်တရတဲ့နှုံပြတ်တက်လား ဒီ net တွေတက်တွေဘူးတော့ဘားတော်တွေကိုအားကိုယုံကြည်ရဟူ၍ကိုးကွယ်စည်းကမ်းမိရင်တရဏဂုံပြတ်ပါတယ်သို့တော့အားကိုယုံကြည်ရမှုဖဲနဲ့ပူဇော်ပါပယုံတတ်တတ်ဆိုရင်တော့ကုသိုလ်ဖြစ်ပါတယ်ကျမတို့မှာကဘုရားတရားတန်ခါယရနာ၃ပါးဒီတာစက်မှန်တော့အားကိုယုံကြည်ရအဲ့ဒီယုံကြည်ရအားကိုရထဲပို့ပြီး net တွေတက်တွေဘူးတော်တွေဘားတော်တွေကိုယုံကြည်ကိုးကွယ်စည်းကမ်းမိရင်တရဏဂုံပြတ်တယ်သို့တော့ပေကံလူတန်းစွန့်ကြဲတဲ့အခါမှာ ဒါနကုလိုမြောက်တယ်ဥပမာ ကျမတို့ကကိုယ့်ရဲ့အိမ်ကိုကိုယ်နဲ့အတိမိတ်ဆွေတယောက်အိမ်လေလာတဲ့အခါမှာကျမတို့ကအိမ်မှာရှိတဲ့လက်ဖက်လက်ဖက်ရည်လေးတွေလက်ဖက်တုပ်လေးတွေအာပဲချမ်းလေးတွေနဲ့ဧကန်တွေ့မွေးကြတယ်ဒါကျမတို့ရဲ့ပေးကန်းခြင်းနဲ့စေတနာဒါပေမဲ့အဲ့ဒီအထဲထဲမှာမှကိုအင်မတန်မှလေးစားရတဲ့လူပုဂ္ဂိုလ်တယောက်ကိုအင်မတန်မှချစ်ခင်ရတဲ့လူပုဂ္ဂိုလ်အိမ်လေလာတယ်ဆိုရင် မရှိရှိတဲ့ဟင်းကောင်း နေကိုချက်ပြီးတော့အိမ်မှာကိုကပုံမှန်ငပိရင်နဲ့စားရဲဆိုရင်ကိုလေးစားရတယ်ကိုချစ်ခင်ရတယ်ဧည့်သည်လာတဲ့အခါမှာစက်တာဝက်တာချက်ပြီးတော့ကျွေးမွေးလှူဒန်းကြတယ်။အေးပေးကင်းကျင်တဲ့စိတ်ကျွေးမွေးကျင်တဲ့စိတ်ကလည်းကုတုဌာနဖြစ်တယ်။အဲ့ဒီလိုပဲတာမန်လူပုဂ္ဂိုလ်တောင်ကိုချစ်ရတယ်ခင်ရတယ်လူကိုတာမန်ထက်ပိုပြီးကျွေးကျင်မွေးကျင်လှူဒန်းပေးကင်းကျင်တဲ့စေတနာရှိရင်အဲ့ဒီလူရဲ့စိတ်ထဲမှာနော်ဒီဓာတ်တို့လက်တို့ဘိုးတော်တို့ဘွားတော်တို့ကိုသူတို့ချစ်တဲ့ယုံကြည်တဲ့စိတ်ကြောင့် ကိုးကွယ်စည်းကပ်ခြင်းမဟုတ်ပဲပေးကန်းစွန့်ကဲပေးကန်းစွန့်ကျဲလှူဒါန်းတဲ့အခါမှာဒါနကုသိုလ်မြောက်တယ်။ဒါပေမဲ့တခုရှိတာကအခုအများသူကပြောကြတယ်။ထွက်ရပေါက်ဖို့ကိုထွက်ရပေါက်ဆိုတာကလူဘဝကနေပြီးတော့နှက်ပြည်ကိုနှက်ပုံကိုကူးသွားတာလားနှက်ပြည်၆တက်လားဗမာပုံ20လားအဲ့ဒီလိုမျိုးမှုတ်ပန်းနဲ့တုံးတဲ့တပုံမှာကျင်လည်ပြီးတော့ နော်32ပုံမှာကျင့်နေတယ်ကျမတို့နတ်ပုံလည်းမဟုတ်ပြမပုံလည်းမဟုတ်လူပုံလည်းမဟုတ်အပယ်လေးပုံလည်းမဟုတ်ဖြစ်နေ32ပုံကိုလွန်ဆန်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားနိုင်တဲ့ဆိုတဲ့အတွင်းနဲ့ကိုယ်ပွင့်ယုံကြည်တဲ့အခါအပြည့်ဖြစ်တယ်။ဘာကြောင့်လဲနိဗ္ဗာန်ကိုမျက်မှောက်မပြုနိုင်တော့ယဟန်တော်မဟုတ်တော့ပုဂ္ဂိုလ်ကိုယဟန်နာအဖြစ်နဲ့ကိုယ်ပွင့်စိတ်ကတဲ့အတွက်အပြည့်ဖြစ်တာပါ။တမန်နာမဟုတ်တဲ့ပုဂ္ဂိုလ်ကိုတမန်နာအဖြစ်နဲ့ကိုယ်ပွင့်ယုံကြည်မိတဲ့အခါလည်းအပြည့်ဖြစ်ပါတယ်။ ဆိုတော့ကိုယ်ကွယ်ယုံကြည်မှုစည်းကပ်ပုံစံမှုတွေမှန်ကန်မှုလို့လေဒါနကုတုကတော့เนาะမိသူကိုပဲကြွေးမွေးလှူဒန်းပါစေကုတုရရယ်ဟင်အာကျမတို့ဆိုလို့ရှိရင်နေ့တိုင်းခွေးလေးကိုအစာကျွေးရယ်เนาะခွေးကိုအစာကျွေးရရိုးရိုးဖြစ်ကလန်ဆန်ကျွေးရမဟုတ်ဘူးเนาะတေးသေးချာချာထမင်းတေးချာချက်ပြီးတော့ဟင်းကိုလည်းတေးချာစားနဲ့စနွေးနဲ့တေးချာနေဖတ်ပြီးတော့နေ့တိုင်းမနက်ခင်းဆိုရင်ကြက်ယူ၅ကောင် ဝက်ယူအစင်ပြေတာတစ်ခုခုညနေဆိုလို့ရှိရင်အမဲဟူပြီးအဲ့ဒါကျွန်မနေ့တိုင်းကျွေးတာပေကံစွန်ကျဲလူလန်းတဲ့အခါမှာမိတုကိုပဲကျွေးမွေးပါစေကုတူရတယ်ဒါအပြင်ကျွန်မနေ့တိုင်းစပားတွဲလေးတွေဝယ်ပြီးစိုင်းလေးညှင်းလေးတွေအစာကျွေးတယ်ဒါပေမဲ့ကိုကျွေးလိုက်တဲ့ပုပ်ကိုတတ်တော်ကတိလတမာတိပြေစုံတဲ့လူဆိုရင်ကို့မှာပို့ပြီးကုတူဖြစ်တယ်အကျိုးပေးမြန်တယ် ကိုပေးကန်းစွန်ကျဲပြီးတော့ကျွေးမွေးလိုက်တဲ့အဟိတလိမ့်ဆန်လေးတွေခွေးကလေးတွေငှက်လေးတွေကသူတို့မှာကောင်းမှုကုသိုလ်မရှိတဲ့အတွက်ကို့မှာအငင်းငယ်ပဲအကျိုးဖြစ်ထွန်းတယ်။ဘာနဲ့လူလဲလို့မေးရင်ကျမတို့ကဒါနမျိုးစေ့ကိုစိုက်ပြုတ်လိုက်တယ်။ဒါနမျိုးစေ့ကျမတို့မျိုးစေ့ကအသေးအပင်မှန်ကလာပင်ပိန်းနေပင်ကျမတို့အပင်တပင်စိုက်လိုက်တယ်။ဒါပေမဲ့ကျမတို့စိုက်လိုက်တဲ့မြေကမြေစီမြေဩဇာကောင်းရင်ဒီမကလာပင်တီဒီသေးအပင်တီဒီပိန်းနေပင်တီအတီးအများကြီးတီးတယ် ဒါပေမဲ့ကိုဆိုင်လိုက်တဲ့အပင်မှာမြေစီမျောစာမကောင်းမဲနဲ့ကြောက်စလက်ခဲမြေဂုံမြေဖြစ်နေတယ်ဆိုရင်အတိနည်းနည်းလေးပဲတည်တယ်။အဲ့ဒီလိုပဲကိုကအလူဒါနပြုတ်လိုက်တယ်။ကျမတို့ပြုတ်လိုက်တဲ့အလူဒါနကတော့အဟိတလိမ့်ဆန်လေးတွေဖြစ်နေမယ်။လူပုပ်ကိုဆိုရင်တော့တိလသမာတိမရှိတဲ့ပုပ်ကိုကံငါးပါးကိုမလုံးခြုံတဲ့ပုပ်ကိုကိုတူတန်းမိတဲ့အခါမှာနော်ဂုံမြေမှာစိုက်ပျိုးသောတိပင်ကဲ့သို့အတိနည်းနည်းပဲတည်တယ်။ ကိုလူတန်းမလိုက်တဲ့ပုဂ္ဂိုလ်ကအခုနဲ့တို့ဓာတ်တို့ဘိုးတော်တို့ဘားတော်တို့စသည်ဖြင့်ပေါ့နော်ကိုကိုယ်ရဲ့လူတွေလူတန်းလိုက်တဲ့ယဟန်တန်ကားတွေကိုလူတန်းလိုက်တဲ့လူတန်းလိုက်တဲ့အခါကောင်းသောမြေယာမြေမြစီမြေဩဇာကောင်းသောမြေမှာစိုက်ပြီးရဲ့တီးပင်ကဲ့သို့အသေးအများကြီးတီးတယ်ကျမတို့နေ့တိုင်းဖျက်ရှိကိုတဲ့အခါမှာအနုဒရံပုံရခက်တန်လောကတာနော်တန်ကားခုံနော် တီးနံကြီးစိုက်ပျိုးဖို့အတွက်အကောင်းဆုံးလေယာဉ်မြေနဲ့တူသောတန်ကားတော်အရှင်သူမြတ်ဆိုပြီးတော့တန်ကားကြီးရဟန်းတန်ကားကြီးလူတန်းတဲ့ခါမှာပို့ပြီးတော့ကုသရပါတယ်။ဒါဆိုရင်ခွေးလေးအကြောင်းမျိုးအစာမကျွရတော့ဘူးလားမဟုတ်ပါဘူး။ကူစိုက်လိုက်တဲ့မြေကမြေစီမြေဩဇာမကောင်းမဲနဲ့ဂုံဝမြေဖြစ်နေမယ်ကြောက်စလက်ခဲမြေဖြစ်နေမယ်ဆိုရင်တော့အဲ့ဒီမြေမှာကျမတို့ကဓာတ်မြေဩဇာလေးကျွေးလိုက်လို့ရှိရင်အတိအသိနိုင်တယ် မေးရတော့မကောင်းဘူးကြောက်စရစ်ခဲ့မိဒါပေမဲ့ကျမတို့ဓမ္မီဩဇာကျွေးရမယ်ဓမ္မီဩဇာကဘာလဲဆိုတော့မိမိရဲ့ပေးကမ်းခြင်းနဲ့စိတ်စေတနာကိုယ့်ရဲ့စိတ်ဒီကိုယ့်ရဲ့စေတနာကအမှန်ကန်ဖြူစင်မယ်ဆိုရင်ဒီတလိမ့်ဆန်လေးတွေကျမနေ့ကခွေးလေးတွေစကြွေးရဲကြောင်လေးတွေငှက်ကလေးတွေပေါ်မှာထားရှိရဲ့ကိုယ့်ရဲ့စေတနာကစစ်မှန်တဲ့စိတ်ထားဖြူစင်တယ်ဆိုရင်ညေဩဇာညေစီမီဩဇာမကောင်းမြင်မယ်ဓမ္မီဩဇာကျွေးလိုက်တဲ့အတွက်ဒီတီးပင်ကအသီးတွေများရည်တည်နိုင်တယ် အဲ့ဒီလိုပဲကိုကတော့မင်းစီမျောစာကောင်းတဲ့မြေကောင်းလေယာကောင်းမှစိုက်ပျိုးတာမှန်ပေမဲ့အဲ့ဒီစိုက်ပျိုးမှုမှာမင်းစီမျောတာမလောင်းလဲနဲ့တိနံဖြက်ပိုးတွေဝင်ရောက်ပြည့်ရဆိုရင်ဒီအပင်ကအသိမဖြစ်ထုံးပါဘူးအဲ့ဒီတိနံဖြက်ပိုးကဘာနဲ့တူတဲ့ဆိုရှင်တချို့တွေကအလူတန်းကုလိုတွေလှူရမ်းကြပေမဲ့နော်စိတ်ထားမထားတတ်တဲ့အခါကျတော့ကုသိုလ်တပည့်ငရေတပည့်တာဖြစ်သွားတတ်တယ် ဒါကြောင့်မို့လို့ညီသည့်ပုံကိုပဲပေးကမ်းစွန့်ခြင်းလူတန်းပါစေဒါနာကုသိုလ်မြောက်တဲ့ကိုယ့်ရဲ့ပေးကမ်းမှုစွန့်ခြင်းမှုလူတန်းမှုမှာစစ်မှန်နေတဲ့မြေစီမြောစာနဲ့တူတဲ့အတွက်ဒါနာမျိုးစိတ်စိုက်ပျိုးမှုမှာ ကိုယ့်အတွက်ကုသိုလ်အကျိုးပေးပါတယ်ကျွန်တော်တည့်ရပင်ဆိုင်တဲ့လူတည့်ရသည်စားရတယ်ပိန်းနေပင်ဆိုင်တဲ့လူပိန်းနေသည်စားရတယ်ချိုးမြင်းတဲ့အရာသာကျမတို့ရတယ်ဒါကြောင့်မလို့နှက်ကိုးွယ်တဲ့အခါမှာလေနော်တမန်နာမှုတဲ့ပုံကိုယ်လေးဘိုးတော်ဘွားတော်လေးနော်၃၀တဘုံမှာ နော်ဆန်ပြီး30ပုံကိုကြော်လွန်ပြီးတခြားပုံပွားကိုရောက်နေတယ်လို့ယုံကြည်မိတယ်ဆိုရင်အပြစ်ဖြစ်ပါရဲ့အဲ့ဒီလိုမျိုးမဟုတ်ဖက်နဲ့နော်ပေကဲစွန်ကျဲလှူဒန်းခြင်းနဲ့စိတ်ကြည်ညိုတဲ့စိတ်လေးစားတဲ့စိတ်ချစ်ခင်တဲ့စိတ်ကြောင့်ပေကံစွန့်ကြဲလှူဒန်းခြင်းတည်ကိုယ်တွေစစ်မှန်သောဒါနဖြစ်တယ်ဆိုရင်တော့အကျိုးကျေးဇူးများပါတယ်လို့ထင်ကြကြပါတယ်